ဒီသူတော်ကောင်းလို့ရဲ့စွန့်ရည်တတ္တိသူတော်ကောင်းလို့ကြောင့်ဖြစ်ပေါ်လာမယ့်ကောင်းကျိုးချမ်းသာဒီသူတော်ကောင်းလို့ရဲ့မြင့်မြတ်မှုတွေကိုယုံကြည်လို့ပဲဒီဝလာပြီးတော့ကြိုးစားအထောက်ကြဟုတ်လားသရတရားရှိခဲ့ကြပြီသားဒါပေမဲ့ဒီရောက်လာတဲ့အခါမှာသရတရားဆိုတာလည်းပဲတည်မြဲတဲ့သဘောရှိတာမဟုတ်ရော့သွားတဲ့သဘောရှိတယ်တက်လာတဲ့သဘောရှိတယ်ကြာသွားတဲ့သဘောရှိတယ် အဲ့ဒီယုံကြည်မှုကြသွားတယ်ဆိုတဲ့အချိန်မှာတရားလုံးအထောက်အထားသိပြီးတော့အရှင်မပြေဘူးအမျိုးမျိုးသောအကြောင်းကြောင့်ကိုယ်စိတ်ထဲမှာအခက်ခဲလို့ထင်တဲ့အကြောင်းလေးတွေကြောင့်ယုံကြည်မှုလေးတွေကြသွားတဲ့အခါမှာဝိရိယကလည်းယော့သွားတယ်ဝိရိယကယော့သွားလို့စူးစမ်းအထုံးမှုအကြီးအသေးနေရသွားတယ်ဆိုလို့ရှိရင်တရားရဲ့အရာတာကလည်းသိပြီးတော့ပေါ်လွင်ထင်ရှားမှုမရှိဘူးပေါ့အဲ့တော့အရာတာမတွေ့တဲ့အခါကျတော့ဒီတိုင်းကြီးထိုင်နေရတာကပင်ပန်းလာတယ် စိတ်ထဲမှာညီးငွေ့လာအဲ့တော့တဏှာကြီးဆိုတဲ့အချိန်ကလည်းပဲတရားရှုမှတ်လို့ကောင်းတယ်ဆိုရင်သိပြီးတော့မကြဘူးလို့ဆိုလို့ရပါမယ်လို့တရားတရားတွေကြာနေတယ်ဝိရိယတွေလည်းကြာနေတယ်ကျိုးစားအထောက်အထားသိအရှင်းမပြေဘူးဆိုရင်ဒီတဏှာကြီးဆိုတဲ့အချိန်ကလည်းတော်တော်ကြောဖြတ်ရပါတယ်သိလွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားအဲ့တော့အဲ့လိုကိုကလွယ်လွယ်ကူကူကောင်းကောင်းမွန်မွန်ဖြစ်ကျင်တယ်ဆိုရင်အထူးသဖြင့်တရားတရားကိုမြင့်တင်ရမယ် အဲ့ဒါတတတရားဆိုတာဘာတော့ပေးတဲ့တို့အကျဉ်းများပြင်းတော့အလုံးသိကြပြီသားမိမိရဲ့ယုံကြည်မှုယုံကြည်မှုဆိုတာဒီနေရာမှာဒီသူတော်ကောင်းအလို့ရဲ့မြင့်မြတ်မှုကိုယုံကြည်တာဒီသူတော်ကောင်းအလို့ကိုစူးစမ်းအထုတ်ခြင်းသည်မြုံမြုံသောကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတယ်လို့ယုံကြည်တာအထူးသဖြင့်ဝင်လေထွက်လေရဲ့ထိမှုသဘောကိုဒကာမတို့ဦးရှင်တို့အထူးပြုပြီးတော့သိအောင်စူးစမ်းရတယ်ပေါ့နော်ဂျန်တဲ့ချိန်တွေမှာလည်းပဲ ဒီခန္ဓာကိုယ်ကြီးရဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေပေါ်မှာတတိကိုမပြတ်အောင်ဆက်အောင်ထားဖို့ကြိုးစားကြတယ်။ဒါသူတော်အောင်လို့ဆိုတာဘာတုံးလို့မေးရင်ဒီနေရာဒီအချိန်မှာတော့ဒီခန္ဓာရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိအောင်အထူးသဖြင့်ဒီထိမှုသဘောကိုဒလဆက်သိနေအောင်တတိထားနေတဲ့အလုပ်ကိုသူတော်ကောင်းအလုပ်လို့ဒါကြီးညွှန်းတာပေါ့။ဟုတ်လား။အဲ့ဒီအလုပ်ရဲ့မြင့်မြတ်မှုကိုယုံကြည်မှုရှိရမယ်။ အဲ့ဒီလောကဘာမြင့်မြတ်တာတော့ဘလို့မြင့်မြတ်တာတော့เนาะထိတာလေးကိုတိနေတဲ့ချိန်မှာနောက်ခုအစဉ်ပြောတာလေးကိုတတိလေးထားပြီးတော့နားထောင်เนาะထိတာလေးကိုတိနေတဲ့ချိန်မှာလောဘဒေါသမောဟဖြစ်ခွင့်မရဖြစ်လို့မရအဲ့ဒါလို့လောဘဒေါသမောဟကိလေသာဖြစ်ခွင့်မရလို့မဖြစ်ရတာကိုပဲအဲ့ဒါတန့်ရှင်းနေတဲ့စင်ကြဲနေတယ်အဲ့ဒါကိုကဒါမြင့်မြတ်ခြင်းတစ်မျိုးပဲဒါတော့ထိတာကိုတိနေတဲ့ချိန်မှာမြင့်မြတ်မှုကတော့အ ਨੇ စုံအဲ့ဒီအနေထားရှိနေတယ် နောက်တစ်ချက်ကဒီထိတာကိုသိနေတယ်ဆိုတာအလကားသိနေတာမို့ကိုယ်မှစ조사အထုံမှုရှိအဲ့ဒီ조사အထုံမှုကဘာလို့ဆိုတော့ဝရိယဒီဝရိယကမွန်မြတ်တယ်ကောင်းတာဖြစ်ဖို့조사တာမကောင်းတာမဖြစ်ဖို့조사ဒီဝရိယလေးရှိအဲ့ဒီဝရိယလေး ਨੇ မှန်မှန်ကန်ကန်သိတယ်နောက်အောင့်မိအမှတ်ရနေတဲ့တတိလေးကိုကိုယ်ကပြုစုပြောထောင်တယ်အဲ့ဝရိယလည်းဖြစ်တယ်တတိလည်းဖြစ်တယ်နောက်ပြီးတော့ဘာတွေဖြစ်ဦးမလို့ ဒီထိတာကိုတိတာကြားလာပြီဆိုလို့ရှိရင်ဒီထိတဲ့သဘောရဲ့เนาะပရမထသဘာဝတရားလေးတွေကိုပူပူပြီးတော့အသေးစိတ်နားလည်လာเนาะဆိုကြပါစို့ဝင်လေ ထိမှုသဘောထဲမှာเนาะပါဝင်တဲ့သဘာဝတရားလေးတွေထွက်လေကြောင်းဖြစ်ပေါ်လာတဲ့ထိမှုသဘောထဲမှာပါဝင်တဲ့သဘာဝတရားလေးတွေဆိုကြပါစို့ဝင်လေဆိုလို့ရှိရင်အီးတဲ့သဘောလေးတွေထင်ရှားတာလေးရှိတယ်ထွက်လေဆိုလို့ရှိရင်နွေးတဲ့သဘောလေးတွေထင်ရှားတာရှိတယ် တိမှုသဘောတည်းမှာတချင်တော့ကိုမသိခဲ့တဲ့သဘာဝတရားလေးတွေပေါင်းစုပြီးတော့ပါဝင်နေတယ်လို့တဖြည်းဖြည်းနဲ့တော့သူကနားလည်လာနိုင်တယ်အဲ့လိုနားလည်စားပြုလာတာဘာလဲလို့မင်းပညာဆိုလိုတာကထိတာကိုသိတဲ့ချိန်မှာဝရိယတတ်တွေဖြစ်တယ်တတိတတ်တွေဖြစ်တယ်ပညာတတ်တွေဖြစ်တယ်လို့ပြောကြတယ်ဟုတ်လားအဲ့ဒါမြင့်မြတ်တဲ့တရားတွေတချို့ကတရားထိုင်နေတာဘာမှလည်းမရပါဘူးလို့ မရတာကိုအရင်စိတ်ဝင်စားတဲ့အလေးချင်းကြီးကစွဲနေပါတော့တရားမတော်အရင်တော့ဟုတ်လားတကယ်တမ်းကဟိုတရားအထုတ်ပြီဆိုလို့ရှိရင်လည်းများသောအဖြစ်အေးချမ်းမှုရှိတယ်ငင်းချမ်းမှုရှိတယ်ဆိုတာလေကြာဘူးနာဝရှိတာတို့အထုတ်ပြီဆိုရင်မတိမသာအဲ့ဒီအေးချမ်းမှုငင်းချမ်းမှုဆိုတာလေးကိုရှားခြင်းစိတ်တွေကလည်းမျောလင့်တယ်တကယ်တမ်းကမျောနေလို့ရတဲ့အမျိုးမဟုတ်ကိုကအကျိုးရလက်ကိုစိတ်ဝင်စားဖို့ထင်နော်အလုတ်ကိုစိတ်ဝင်စားဖို့အရေးကြီးတာ ော်အကျွေးရလက်ကကိုယ့်လက်ထဲမှာမရှိဘူးကိုယ့်လက်ထဲမှာရှိတာဘာလို့ဆိုတော့အလုတ်ပဲရှိကိုကအလုတ်လုံးမလားမလုတ်ဘူးလားဒါပဲရှိတာလုတ်လို့ရှိရင်အကျိုးရလက်ကတော့ရမှာတော့အကျိုးရလက်ကဘယ်စုလက်ထဲမှာရှိအောင်ဆိုတော့အလုတ်ရဲ့လက်ထဲမှာရှိတယ်ဒါကမှမဟုတ်ဦးဇင်းတို့ရဲ့လက်ထဲမှာရှိတာဘာလို့ဆိုတော့အလုတ်ပဲဒါကြောင့်အလုတ်ကိုပူပြီးတော့စိတ်ဝင်စားတဲ့နော်ဟုတ်လားအဲ့တော့ကိုကထိတာလေးကိုတိနေလို့ရှိရင်စောစောကပြောသလိုလောဘဒေါသမောဟမဖြစ်လို့ကိုပဲအတန့်ရှင်းနေတယ်စင်ကျင်းနေတယ်ဒါကကိုကမြင့်မြတ်မှုတစ်ခုပဲ နောက်တစ်ချက်ကထိတာကိုတိဖို့ကြိုးစားနေတဲ့ဝရိယတက်ရှိတယ်။နောက်တိနေတဲ့သတိလေးရှိတယ်။နောက်အသေးစိတ်ဆက်ပြီးတော့နားလည်နားလည်လာတဲ့ပညာသဘောလေးတွေရှိဟုတ်လား။ဆိုကြပါစို့ဒါကဒကာဓမ္မတို့နောက်ဒီထဲမှာထိုင်နေတဲ့အချိန်မှာအဖို့အရှင်ပြောတာလေးတွေကိုအမှတ်ရစေခြင်းနဲ့ဝင်လေထိတယ်ထွက်လေထိတယ်ပထမတော့နောက်ဝင်လေတစ်ခုအတွင်းမှာထိမှုဟာတစ်ခုတည်းလို့ထင်ရတယ်။ထိသွားတယ်။နောက်ထွက်လေဝင် တွက်လေထွက်သွားတဲ့ထီမူဟာတခုတည်းလို့ပဲထင်တယ်။နောက်တတိတကယ်ကြီးကြီးထားလာပြီဆိုတဲ့အခါမျိုးမှာဝင်လေတခုအတွင်းမှာထီမူဟာတခုတည်းမဟုတ်။မြောင်များစွာတခုပြီးတခုဆင်းဆက်မပြတ်ဖြစ်သွားတာ။အဲ့လိုပဲထွက်မှုတခုအတွင်းမှာလည်းပဲထီမူဟာတခုတည်းမဟုတ်။ဆင်းဆက်မပြတ်တခုပြီးတခုအလုံးမြန်ဆန်တဲ့နှုံထားနဲ့အများကြီးဖြစ်သွားတာ။ဟော။အဲ့ဒါလေးတွေကိုသိလာတယ်ဆိုလို့ရှိရင်ဒါပါလို့ခေါ်ပညာဟုတ်လား။ အဲ့တော့တခုဖြစ်ပြီးတော့မှလည်းပဲတခုကဆက်ပြီးတော့ဖြစ်လို့ရတာဆက်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 ဖြစ်လာတာကိုတိ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 သွားသွားဖြင့်သူ့အရင်အရင်ကတိ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 နေခဲ့တဲ့ထိမှုသဘောလေးတွေပျောက်ပြက်သွားလိုက်နေတယ်ဆိုတာကိုလည်းနားလည်နိုင်ဆိုလိုတာကဒီထိတဲ့သဘောကိုသာဇွဲကောင်းကောင်းနဲ့ဒလဇက်တတိသာထားဒီထိမှုသဘောရဲ့မတည်မြုံမှုဆိုတာအလိုလျောက်ကိုနားလည်လာနိုင်ဟုတ်လားအဲ့ဒါနားလည်လာပြီဆိုရင်ဒါဘာလို့ခေါ်ပညာ အဲ့ဒီပညာကိုရှင်းကျက်အောင်ပွားများမယ်ဆိုလို့ရှိရင်နောက်ကိုယ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့နောက်မတည်ငြဲတဲ့သဘောဝနောက်အကောင်းမဟုတ်တဲ့ဆင်းရဲတဲ့သဘောဝအဆိုးမရတဲ့အလိုမလိုက်တဲ့ဒီသဘောဝတွေကိုတောင်ပြီးသွားလို့နောက်ကိုယ့်ရဲ့စိတ်ထဲမှာအော်ငါငကိုယ်တုံးကလည်းမတူဘူးငကိုယ်တုံးကမတည်ဘူးတာလေးတွေသိရတယ်ဆိုတဲ့စိတ်နဲ့လည်းပဲကျင့်တတ်မှုကိုရတယ်ပေါ့အဲ့တော့ဒါကြောင့်ပြောချင်တာကနံပါတ်1ကိုယ့်ရဲ့သရတရားကိုထက်သန်အောင်ကြိုးစားရအဲ့လိုသရတရားလေးတွေထက်သန်လာအောင်လည်းပဲဒါဦးဇင်းတို့ အခါအလေးဝဆိုပြုတ်ပြုတ်ပေးရတယ်။ဒါကြောင့်ဥစဉ်လေးတွေလည်းတရားဟောဟုတ်လား။တော့အကြာကြီးတော်လည်းမဟောနဲ့ဘို့လှုပ်ဖို့ကလည်းလိုသေးတယ်။ဒါပေမဲ့တရားဟောတဲ့ကဏ္ဍကလည်းဥစဉ်ကတော့အရေးကြီးလိုအပ်တယ်လို့ထင်တယ်။နောက်စိတ်ကိုခွန်အားဖြစ်စေတယ်ဒီစိတ်ကလေးနဲ့ဆက်ပြီးတော့သွားရတာအလုံးလုံးရ။နောက်စိတ်ကတိတ်မပါတော့ဘူးဆိုရင်လူအငုတ်တို့ထိုင်နေတဲ့တိတ်ခီးမရအောင်ဟုတ်လား။အေးဒါကြောင့်တရားတရားကိုမြင့်တင်ဖို့လိုတယ်ဟုတ်လား။နောက်တစ်ခုက အကျိုးရလက်ကိုစိတ်ဝင်စားဖို့တဲ့အလုတ်ကိုပို့ပြီးတော့စိတ်ဝင်စားခြင်းလေစိတ်ဝင်စားစေခြင်းလေပေါ့ဟုတ်လားဒါကြောင့်ဒီအလုတ်လေးကိုပဲအားဆိုင်ပြီးတော့ကြိုးစားရနော်ပြီးတော့နောက်တစ်ခုပြောရင်လားကတတ်နိုင်ကြမြတီးခံရမယ်အမားစီဆိုတော့ဘုရားကြီးအမင်းရှိတာရှိတယ်တင်းချင်းခံနိဗ္ဗာန်ရောက်ဆိုတာဒီတရားအထုတ်တဲ့လုပ်ငန်းစဉ်ထဲမှာဒါရိုက်ကိုင်းနေတာ ဒါကြောင့်တရားအထုတ်ပြီးဆိုရင်အစင်မပြေတာကဘာလဲဆိုရင်များသောအားဖြင့်ဝေဒနာတွေဝေဒနာတွေလည်းဒုက္ခဝေဒနာတွေကိုယ်ထိုင်နေပြီတခါမှဟိုတုန်းကဒီလိုကြီးအကြာကြာကြီးစက်တိုက်ထိုင်နေတာမရှိဘူးထိုင်နေကိုယ့်ဟာကိုယ်ကြိုက်တယ်လို့လှုပ်လှဲ့ပြီးတော့စိတ်လိုလိုက်ပြီးတော့ပဲထိုင်နေတာပေါ့ကိုယ်ကအဲ့လိုမဟုတ်ဒီအလုပ်လေးနဲ့ညီညီလေးထိုင်နေရတာဆိုတော့ခန္ဓာကိုယ်ကြီးကသူ့သဘာဝအတိုင်းသူ့ကဘာဖြစ်လာဒုက္ခဝေဒနာတွေကိုပြလာတာအဲ့တော့ဒုက္ခဝေဒနာကိုစိတ်ကကြိုက်တယ်လားဆိုတော့မကြိုက်ဘူး တော့သူမကြိုက်တာကြီးနဲ့အတူတူနေနေရတော့ဒီစိတ်ကဘာဖြစ်လဲညင်းငွေလာပြင်းလာတချို့ဆိုရင်ကြောက်လာတော့တရားထိုင်ဟုတ်လားဒါကြောင့်တရားထိုင်နေတဲ့အချိန်မှာအချိန်မဲမြန်မြန်စိတ်နေကြည့်စိတ်တည်ခြင်းတော့တယ်ဆိုတာရှိတယ်ဒါကဦးဇင်းတို့လည်းပဲလက်တွေ့ခံစားချက်အနေနဲ့အများကြီးရှိခဲ့တာဟုတ်လားတခါတလေပြီးကနေ5မိနစ်လောက်ကတော်တော်ကိုကြာတယ်ပေါ့နော်တော်တော်ကိုကြာပဲ ဒါကြောင့်ကြားတယ်မကြားဘူးဆိုတာကတခါတည်းစိတ်ပေါ်မှာအများကြီးမူတည်တယ်။စိတ်ကမပါဘူးဆိုရင်ကြားနေရောစိတ်ကပါတယ်ဆိုရင်မလေးပဲချိန်ပြီးတော့မှတောင်းမသိဘူး။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုပဲအတေကပြုပြင်ပြောင်းလဲနိုင်မှုလိုတယ်။နာယီကတော့အတိုးရောမရှိပါဘူး။တနာယီကတနာယီပါပဲ။ဟုတ်တယ်မဟုတ်လား။အေးဒါကြောင့်ကိုယ့်စိတ်ကလေးတွေကိုပြုပြင်ပြောင်းလဲဖို့အတွက်နင်းမျိုးစုံနဲ့ဒါဦးဇင်းတို့ကပြောကြရတာပေါ့နော်။အဲ့တော့ခုဆက်ပြီးတော့ပြောရင်ဒါအဲ့ဒီသီးခံတဲ့ကိစ္စဝေဒနာဖြစ်လာတယ် ဒါဝေဒနာကဖြစ်เสียရှိလို့ဖြစ်လာတာနားလဲထားဖို့ရတာဒီတဏှာကြီးလောက်နေထိုင်လိုက်တန်နဲ့တော့ဘာမှဖြစ်မသွားဘူးဆိုတာကိုအရင်နားလဲထားဘာမှဖြစ်မသွားဘူးနော်ပြင်လိုက်တာနဲ့တောက်လျှောက်ပျောက်သွားမဲ့ဝေဒနာဘာမှကြီးကျယ်တာမဟုတ်ကိုထင်တယ်လို့မဆိုပြီးတော့တခုပြောရင်တာကဝေဒနာကျုံးလာပြီဆိုလို့ရှိရင်တီးခံလိုက်မယ်ဆိုတဲ့အမြင်လေးနဲ့ကြည့်လိုက်ရင်အရန်ပေါ်ပါတယ်ဆိုတာလေးကိုအကြံပေးနေတော့ဒီဝေဒနာကိုပျောက်စေခြင်းနဲ့စိတ်ကြီးနဲ့ ဒါကြီးကဖြစ်လာပြီဘယ်ချိန်ကျမှပြောင်းမှမသိဘူးဆိုပြီးတော့ဟုတ်လားဖြစ်ခဲ့တဲ့เนาะဝေဒနာဖြစ်နေတာတော်တော်ကြာပြီဆိုရင်ဒါအတိတ်ကိုရောက်သွားပြီလောက်ဒီမြန်ဆက်ဖြစ်နေအောင်လည်းမသိဘူးဆိုရင်အနာဂတ်ကိုရောက်သွားပြီတကယ်ဖြစ်နေတာကအဖို့ခိုက်တန်လေးဒါမဲ့စိတ်ကဘလို့ဖြစ်တော့အတိတ်နဲ့အနာဂတ်နဲ့ရောမွေပြီးတော့ဝေဒနာကြီးကအကြီးလို့စိတ်ထဲမှာဖြစ်လာဝင်လေးသွားတကယ်ဖြစ်နေတာလေးကနည်းနည်းကိုယ်စိတ်ကလှုပ်ကြံဖန်တီးလိုက်တော့ဘလို့ဖြစ်တော့အကြီးကြီးဖြစ်နေတယ် ဟုတ်လားဒါပါလဲဆိုတော့ပျောက်ချင်တဲ့စိတ်နဲ့ကိုကစဉ်းစားတာဟုတ်လားပျောက်ချင်တဲ့စိတ်ရှိလေ तू ပျောက်เสียအောင်ရှိမှပျောက်မှာဗျာကိုစန္ဒဘောမှာ तू ကဘာမှလိုက်လျောမှာမဟုတ် तू ကဖြစ်เสียအောင်ရှိလို့ဖြစ်လာပြီနော်ဖြစ်เสียအောင်ရှိလို့ဖြစ်လာပြီကိုဘာမှဒါကိုအလျှော်တင်းလို့လို့မရဘူးကိုကဘာလုပ်ရမှာတော့ဆိုတော့သူ့ကိုကိုဘလောက်နားလည်မှုပေးနိုင်တယ်လဲဆိုတာပဲစဉ်းစားရမှာနော်သူ့ကိုတေးအောင်လည်းလုပ်လို့မရဘူးကြီးအောင်လည်းကိုလုပ်တာမဟုတ်ဘူး तू ကဖြစ်เสียအောင်ရှိတော့ဖြစ်လာတယ် ုဆန္ဒနဲ့ကင်းကင်းရှင်းရှင်းကိုဖြစ်နေတာအဲ့ဒါတကူကြိုးစားမှာဘာလို့ဆိုသူ့ကိုဖယ်ဖို့ပျောက်စီခြင်းနဲ့စိတ်နဲ့ကြိုးစားဖို့မလိုအဲ့ဒါအပိုပဲတကူလို့ရမှာပေါ့ဆိုသူ့ကိုငါဘလောက်နားလည်မောင်ကြိုးစားမလဲအဲ့လိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာအခုပြောနေတဲ့ဒီလေးဒီနေ့အဲ့ဒါပေါ့ဆိုတီးခံတဲ့စိတ်ကလေးပေါ့ဟောဒီလောက်ကြီးမရှိပါဘူးဒါလေးကိုငါငါတီးခံကြည့်လိုက်အောင်မယ်ဆိုတီးခံမယ်ဆိုတဲ့အမြင်လေးနဲ့ချင့်ကပ်လိုက်တော့စိတ်ကကြီးကြီးသားသားလေးဖြစ်သွားတယ်ဝေဒနာတော့ဝေဒနာပဲဒါပေမဲ့ကိုယ်စိတ်ကတော့ဘလို့ဖြစ်နေတော့ကြီးသားတယ် ဟုတ်လားစိတ်ကကြည်သားတယ်ဖယ်ခြင်းနဲ့စိတ်နဲ့ကြည်မယ်ဆိုရင်တော့မကြည်သားဘူးကိုကဖယ်ခြင်းနဲ့ तू ကမဖယ်ပေးဘူးဆိုတော့ဘာဖြစ်တော့မကြည်နဲ့ဖြစ်လာစိတ်ထဲမှာဒေါသဒေါမနတဖြစ်လာတယ်ဟုတ်လားအဲ့တော့တကယ်ဖြစ်နေတာဝေဒနာကနင်းနေကိုစိတ်ကမကြည်မနဲ့ဖြစ်နေတာကများများဟောအဲ့ဒီမှာပြက်နာကကိုယ့်အကိုလုံနေရလုံနေတဲ့အပိုင်းတွေအများကြီးရှိတယ်ဒါကြောင့်တတ်နိုင်တဲ့များတိကအလိုမှတိမခံနိုင်တော့ဘူးဆိုရင်တော့ပြင်ရမှာပေါ့ ုတ်လားဖိတိုင်းတာကြာရင်တော့ဒါနားလာမှာပဲလေဒါထုံးစံပဲဟုတ်လားအဲ့လိုဆိုရင်ဘာလို့ပြင်ရမှာပဲဒါမပြင်တော့မယ်ဆိုရင်လည်းပဲမေးလိုက်ပါအောင်ကိုကိုကိုဒါပဲလားမရတော့ဘူးလားနည်းနည်းလောက်တိခံကြ်ပောင်အော်အဲ့လိကိုကိုနည်းနည်းလေးဈေးပြန်ဆစ်လိုက်အောင်ပေါ့ဟုတ်လားအေးပြီးမှမလောက်အောင်တာတာလေးတတိလေးနဲ့ပြင်ရမယ်ပြင်းနေတာလည်းတရားပဲလို့နားလည်ရမယ်ပြင်လိုက်တာကိုငါကတော့ကြာရှုံးသွားပြီလို့မအောင်မင်းနဲ့ ပြင်နာကိုကြာရှုံးနေလို့အောင်းမိလို့ရှင်ကိုကိုကိုမကြည့်မနှက်ပြန်ညံ့လိုက်တာဆိုတော့ဟောဒေါသလာအောင်မယ်အလွန်လူညံ့သိမ်ခွေရနော်နော်ပြင်ရင်းနဲ့အကုသို့ဖြစ်နိုင်ဟုတ်လားအဲ့တော့ပြင်နာဒါပါလေဒါမခံနိုင်လို့အခြေအနေရဓာတိတိုင်းကြီးဆက်ထားနေရင်ကိုကဓာကြီးကိုလည်းမကျော်လွှမ်းနိုင်ဘူးနော်လုံးမဲ့အလောက်ကနှာတိပြထိတဲ့အရက်ကိုစိတ်ဆိုင်ပြီးတော့ထိတာကိုတီးဖို့ကြိုးစားတယ်ဒါမှမဟုတ်ဝေဒနာကတိတ်ပြင်းထန်နေတဲ့အခါကျတော့စိတ်ကဝေဒနာခေါ်ရအောင်ပဲလိုက်ချင်တယ်ဝေဒနာကတိတ်ပြင်းထန်နေတဲ့အခါတော့ဝေဒနာဒီပဲစိတ်က ကက်ကက်သွားနေတယ်ဟိုလိုပြောရရင်တော့ကိုထားခြင်းတဲ့နေရာကတမျိုးဟိုဆွဲခေါ်နေတဲ့နေရာကတမျိုးတော့တန်လိုက်နှစ်ခုဘေးကနေပြီးတော့ဒီတန်လေးကိုဆွဲရတယ်ဆိုကြပါစို့အာကြီးတဲ့ကောင်နောက်ကိုဒီတန်ကပါသွားမှာနော်ဝေဒနာကတိတ်ပြင်းထန်နေရင်ဝေဒနာနောက်ကိုပါသွားမှာပဲဒီစိတ်ကအဲ့ဒီဒီတော့တော့ကြာနေမယ်ဟုတ်လားအဲ့လိုဆိုရင်ကိုယ့်ရဲ့ဝရိယကိုမြင့်ဖို့လိုတယ်ဘလို့မြင့်မလုံးဆိုတော့ဒီဝေဒနာကိုလုံးဝငါလစ်လျူရှုမယ်နီးလေးတွေကိုပြောတာပါ ဟုတ်လား တော်လုံးဝကိုစိတ်ဝင်တော့ကိနာကျင်တော့နာပဲရှိကွာဒီလိုပဲတခါတည်းဂျကုတ်ဂျခဲထိတဲ့နေရာလေးကိုပဲစိတ်ကိုတတ်နိုင်သမျှကတ်ထားမယ်ကိဒါစမ်းသပ်မှုတွေပဲငါလုံကြည့်မယ်အဲ့လိုမျိုးလေးစိတ်ဝင်စားလောက်ရတယ်အာဝေဒနာတွေတက်လာပြီရှိပြလိုက်တာဆိုရင်သွားပြီအဲ့ဒီဥစ္စာဟုတ်လားဒါကြောင့်ဝေဒနာကိုဒါသဘာဝတရားတွေပဲလို့နားလည်မှုနဲ့ကြိုးစားရမယ်သိခံမှုတွေရှိရမယ်ဘလို့ကသီးမခံနိုင်လို့ဆိုရင်လည်းပဲတတိလေးနဲ့ပြင်ရမယ်ဟုတ်လားအေးအဲ့လိုမဟုတ်သေးဘူး တရားကိုလစ်လျူရှုပြီးတော့ဒီထိမှုသဘောကိုပဲငါကြိုးစားကြည့်အောင်မယ်အဲ့လိုကြိုးစားလိုက်ရင်လည်းအခမ်းသိရင်အဲ့ဒီဝေဒနာကနော်သူ့စီကိုကိုစိတ်မရောက်ဖဲနဲ့ကိုကထိမှုကိုပဲစိတ်ကတ်သွားနိုင်တယ်ကိုစိတ်ကလေးကိုပိုင်နေနိုင်တဲ့သဘောလေးနဲ့လည်းပဲနော်အေးစီလေးလည်းဖြစ်သွားနိုင်တယ်ဟုတ်လားဒါကြောင့်အဲ့ဒါလေးတွေကလုပ်ငန်းကွယ်မှာနော်ကိုကိုနော်အခက်ခဲတစ်ခုအနေနဲ့အနှောင့်အယှက်မပြုတ်စေဖို့ဒါကဦးဇင်းတို့ကအကြံပေးတဲ့သဘောမျိုးလေးတွေနဲ့ပြောပြတာဟုတ်လား ဒါကြောင့်လုံးတဲ့အခါမှာတကယ်တွေ့တာကအခက်ခဲကတော့များသောဖြင့်အဲ့ဒါတွေပဲအဲ့ဒါလိုလုံးတဲ့အခါကျတော့ကိုကစိတ်တက်ကြတာမျိုးပြင်းကြီးတာမျိုးဖြစ်လာတာမပြောမွေးတော့ဘူးပေါ့ဟုတ်လားလာတော့ကတော့စိတ်တက်တက်ကြွကြွနဲ့လာခဲ့တာပဲဟောဒီရောက်မှအချိန်တိုင်းစိတ်အတက်ကြကရှိနိုင်တယ်နော်အေးပြီးတခုပြောရင်တာကဒီအထုတ်တဲ့အလုပ်ကိုထိုင်နှုံးလေးမာတာတတိထားဖို့ကတော့ဘလို့မှမပြေဆုံး ောဆိုကျန်တဲ့ချိန်ဖြစ်လိုက်တဲ့အခါကျတော့ကျန်တဲ့ချိန်သတိမထလို့မရှိလို့ရှိရင်ဒီလိကျင့်ထားတာလေးကမင်းမိန်သွားဗျာရောနောက်တစ်ခါတိကပြန်စားရပြန်ပြီအဲ့လိုဖြစ်တယ်အဲ့တော့ကျန်တဲ့ချိန်မှာတတ်နိုင်တယ်မြတ်သတိထားပြီးတော့နေအဲ့ဒါကထိုင်တဲ့ချိန်မှာအများကြီးအထောက်အကူပြုကျန်တဲ့ချိန်မှာကိုဘလောက်သတိကိုထားနိုင်တယ်လဲဆိုတဲ့ချက်ကထိုင်တဲ့ချိန်မှာကိုဘလောက်ကောင်းသွားစေမလဲဆိုတဲ့ပုံမှာအများကြီးထိန်ချုပ်မှုလွှမ်းမိုးမှုရှိတယ်ဒါလေးကိုလည်းပဲတံပိုးထားစေခြင်းအဲ့တော့ဦးစင်းက ဥပမာလေးလေးပြောကျင်တာပေါ့နော်အတိုင်းနဲ့ချင်းတခါလေးဝေဒနာလေးနဲ့နှပန်းလုံးနေရတာဒီတတိလေးဖြစ်ဖို့အတွက်အရန်ကြိုးစားရတယ်ပေါ့ဟောသွားနေတဲ့ချင်းပေါ့ပါပါလေးဟုတ်တယ်မဟုတ်လားအာမနာချင်းကြိုက်ခဲနေတာဝေဒနာလည်းမရှိဘူးတလန်ပီတလန်အေးအေးလေးသွားနေတာဇင်းညံကမ္မထံကိုအရန်စိတ်ဝင်စားစေခြင်းတံဖို့အတူတူပဲတော့တိတိနေတာချင်းတတိတလုံးချင်းရဲ့တံဖို့အတူတူပဲထိုင်းပြီးတော့တိသားတဲ့တတိမှာတံဖို့ပူကြည့်တာမျိုးဘုသွားနေတဲ့ချင်းမှာတတိထိုင်းရင်လည်းတံဖို့ရှိရပါပဲဘယ်တတိပဲဖြစ်ဖြစ်ပညာကိုဖြစ်ပေါ်စေမှာပဲ ဟုတ်လားဒါကြောင့်ကျန်တဲ့အချိန်လေးတွေမှာကိုယ်မတက်တောင့်တက်တာဘလက်ကလထိုင်လေးပေါ်ထိုင်နေမယ်မချီတောင်လေးချငုတ်တုတ်ထိုင်နေမယ်ဒါမှမဟုတ်သွားနေမယ်ဒါမှမဟုတ်ညောင်ပြေရက်နေမယ်တတိလီကပ်ပြီးတော့တက်နိုင်နေမြထားမယ်ဆိုလို့ရှိရင်ထိုင်လုံးမှာလောရတာတဲ့အများကြီးပို့ပြီးတော့မချမ်းသာနိုင်ဘူးလားချမ်းသာနိုင်တယ်အဲ့လိုလှုပ်ချင်းအဖြစ်လည်းပဲထိုင်လာတဲ့ထိုင်နေတဲ့အချိန်မှာအများကြီးအထောက်အကူပြုနိုင်တယ်အဲ့တော့ဒါကအလုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒါကဦးဇင်းကပြောနေတာလေးတွေပေါ့ဟုတ်လား နှစ်ချက်အဓိကပြောလိုက်တယ်နော်တရာတရားကိုမွေးမြူရမယ်တရာတရားအားကြမသွားခြင်းနဲ့တရာတရားဆိုတာဘာပြောတာတုန်းဒီလုပ်ငန်းရဲ့ညံ့မြတ်မှုတန်ဖိုးကြီးမှုကိုယုံကြည်တဲ့စိတ်ပေါ့ဟုတ်လားဒါကြောင့်ဒီလုပ်ငန်းကဘလို့အကျိုးရှိပါလဲဆိုတာကိုအတန်လေးတွေနဲ့ဦးဇင်းတို့ဖွင့်ပြတာသတိထားမိဖို့ဟုတ်လားအဲ့ဒီတရာတရားကအားကောင်းနေပြီဆိုရင် तू ကယုံကြည်မှုထက်သန်ခြင်းကြိုးစားမှုကအလိုလိုတက်တာဝိရိယရှိလာလို့ရှိရင် तू ကအလုပ်ရဲ့ ခရီးတွင်မှုကလည်းအများကြီးရှိလာလားဟုတ်လားဒါကြောင့်ဘယ်စုံတောင်းစုံကနေပြီးတော့နောက်တရားဓမ္မတို့ဒီအလုပ်လေးကိုနောက်ခရီးပါပါလုံနိုင်အောင်ဒါဦးဇင်းတို့ကတော့တတ်နိုင်တဲ့လောက်ပြောကြရတာပေါ့